ရန်ကုန်တိုင်းဒေသကြီးမှာငလျင်အသီးသီးတသားလောက်ကတဲ့ပြည်ပြည်သူများအမျက်ထက်တိုက်တာများမှာ လမ်းမပေါ်တို့ပြင်စင်ရတလားမျိုးကိုဗဟုပြု၍တုံးတသမကိုအဆင့်ရှိရငလျင်လောက်ခတ်ခဲ့ပါလေ ရန်ကုန်မြို့တွင်ယနေ့ည7:00နာရီ8မိနစ်အချိန်တွင်တိတိတတငလင်လောက်ခတ်တစ်ဖြည်းပြည်သူများအမျက်ထက်တိုက်တာများမှာလမ်းမပေါ်သို့ပြေးဆင်းရကြောင်းရန်ကုန်မြို့မှပြည်သူများကပြောကြားပါသည်။ယနေ့ညပိုင်းစမ်းကြောင်းမြို့နယ်အင်းစိန်မြို့နယ်ကလန်းမြို့နယ်လာတာမြို့နယ်အပါအဝင်ရန်ကုန်မြို့မြို့နယ်အများစုတွင်ငလင်လောက်ခတ်သွားခဲ့တဲ့ဖြစ်ငလင်လောက်ခတ်မှုမှာအနည်းငယ်ပြင်းထန်တဲ့ဖြစ်ပြည်သူများအထိတ်တလန့်ဖြစ်အမျက်ထက်တိုက်တာများမှာအောက်ကိုပြေးဆင်းခဲ့ရကြောင်းကိုသိရှိရပါသည်။ဒုံးဆိုတဲ့အတန်ကြီးတစ်ချက် ီးတော့မှအထက်အောက်ကိုခါရမ်းတယ်လို့လှုပ်ခတ်သွားတာအကုန်ပြည့်စင်ရတယ်စံချုံမှာတော့တိုက်တိုင်းလိုလိုကပြည့်စင်လာကြတာဟုစံချုံမျိုးနဲ့မင်းလန်းတွေနေထိုင်သူပြည်သူတို့ကဆိုပါတယ်အော်တိုဘားလာ18ရက်နေ့မြမစံတော်ချိန်ည7:00နာရီ6မိနစ်အချိန်ကတွင်ရန်ကုန်တိုင်းတလားမျိုးနဲ့အတွင်းမြောက်အနေ9ကီလိုမီတာကိုဗဟိုပြုတ်၍ရခါစကီ3.9အဆင့်ရှိအင်အားအနေငယ်ရှိသည့်မြင်းကလေးတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်းကိုသိရှိရပါတယ်။ယခုနှစ်မလ28ရက်နေ့လှုပ်ခတ်ခဲ့သော ြင်ရာခွင်တသမခွင်အဆင့်ရှိသခိုင်းငလင်ကြီးလှုပ်ခတ်မှုကြောင့်ပြည်သူ၄တောင်ကျော်တိတ်ဆုံးခဲ့ရပြီးနောက်ရန်ကုန်အပါအဝင်မြို့နေပြည်သူများမှငလင်အန်ဒီယကိုအကြီးအကျယ်စိုးရိမ်နေကြကျင်းတာဖြစ်ပါတယ်။